ောဘအတ္တမောဟတွေတိတ်ကြီးတဲ့ခါကြလို့ရှင်စုံတွေ့တဲ့သူတွေကလည်းပူလောင်ကြတယ်ပေါ့လောဘအတ္တတွေကိုရှော့မယ်ထိမ့်မယ်ဆိုရင်စုံမက်တွေကကောင်းသောစုံမက်တွေဖြစ်မယ်ဆိုတော့အဲ့ဒီ message လေးကိုပေးချင်တာပါခလေးတွေမကြာခဏပျောက်ဆုံးမှုကိုကိုကိုတည်ချောင်းချစီမှုဟုတ်တယ်ခင်ဗျဒီထဲမှာကျွန်တော် writer က ဘယ်လိုစိတ်ကူးပေါက်လဲမသိဘူးကျွန်တော် တောင်းဝေရတာပေါ့နော်အဲတောင်းဝေရအဲကျွန်တော်အဖေအဲသူကနောက်အိမ်အောင်ပြုတ်လိုက်တာအဲအဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်ဘာပြောဒီကသူ့ကိုအဖေလို့ခေါ်လိုက်ရတဲ့အနေနဲ့တန်သွားတာပေါ့နော်လောကလုံးအလာရီပေါ့ချစ်ကဘာကြီးဆောင်းလို့ချာဝါကြွက်ဆိုပြီးတော့မှအဲ့ဒါလေးနဲ့ဝင်ပြီးတော့ထရိုးကြတာပေါ့နော်ဟာဟာကြွက်လင်မရဘူးအဲ့တွေ့လားသူများဘယ်လိုဆိုလဲဟောအဲ့လိုတွေဝိုင်းထိုးတာပေါ့ အချင်းလေးကိုပြန်ဆိုရတဲ့အပေါ်မှာတော့တခြားဘာမှဘယ်လိုမျိုးစိတ်မရှိဘူးပြန်ပြီးဆိုရတဲ့အခါမှာခုံတောင်းနေပေါ့နော်ဒီမြမရိုးရတဲ့အချင်းလေးကိုပြန်ဆိုရတယ်ဆိုပြီးတော့မြမတန်ဆင်နေဖြစ်တဲ့ခါကျတော့ကို့အတွက်လည်း challenge လေးဖြစ်တယ်ဆိုတော့ပြောပါတယ်ဒီနေ့ပွဲတက်ကတော့ဆုံးမဲ့ Challenger Series နဲ့ဆက်ပွဲလေးပေါ့နော်ကျွန်တော်ပါဝင်နေတဲ့ရပါရှင်ဟုတ်ကျွန်တော်လည်းကြိုးရပါမယ်လာရပြီးတော့မကုတ်ကြည့်နေတာဟုတ်ဟုတ်ဒီကားလေးက အဲကျွန်တော်တို့အိန္ဒိယလူမျိုးတွေနဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ပေါ့နော်ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့အကြောင်းလေးတွေရဲ့ရိုးရွားဒလေးနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုပုံဖော်ပြီးတော့မှ writer အကမှန်ပုံဖော်စိတ်ကူးပြီးတော့ရိုက်ထားတဲ့ဇလံတွေလေးပါအဲ့ဒါလေးကိုလာပြီးတော့ဖွဲတက်လာကြတာပါခင်ဗျာဒီမှန်ချက်တွေမဖြစ်မြောက်အောင်လုပ်ပေးနိုင်တယ်လို့ငါကိုယ်မှကျေနပ်ပါတယ်အာ သူတို့နဲ့ကတော့အမတ်တရဆိုတော့သူကကိုရီးယားစီနီယာဆိုတော့ဘာပြောပညာတွေရတာပေါ့နော်အဲ့လိုမျိုးသူတို့ရှန်နေယူရတဲ့ပညာတွေရောဒါလေ့လာရတဲ့ပညာတွေရောတော့ပညာတွေတော့အများကြီးရလိုက်ပါတယ်ဟိုရိုးရာကတော့မတူဘူးပေါ့နော်သူတို့ရဲ့ဖျားเจ้าနေ ဟိုဟွာပေါ့နော်ဗါလေမဟာပိနေဖရာကြောင်းလို့အဲ့ဘက်မှာသွားပြီးဖရာရှိခိုးလိုက်ပါကြီးကျွန်တော်တို့ကြုံခဲ့ရတာပေါ့နော်ပြီးတော့စီမီပူဇော်တာလေးတွေကျွန်တော်တို့ဗုဒ္ဓဘာသာနဲ့ဟိုတူတယ်လို့နဲ့မတူပဲတချို့အရာလေးတွေလည်းကျွန်တော်တို့ဟိုဘဘုဒ္ဓတအနေနဲ့တွေ့ခဲ့ရပါတယ်ခင်ဗျာဟုတ်စကားအရာတော့သူကလေဘာသာရေးနဲ့ပတ်သက်တာအဓိကဦးစားပေးရတာမဟုတ်ပါဘူးရိုးရတယ်လေးဦးစားပေးပြီးရိုက်တာပါခင်ဗျာဟုတ်သူတို့ဒီတမန်လူမျိုးတွေဘယ်လိုနေထိုင်ကြတယ်ဘယ်လိုပြောကြတယ်တယောက်တယောက်ဘယ်လိုသစ္စာရှိကြတယ်ဆိုတာလေးပါပါတယ်ခင်ဗျာဟုတ် It is first time ပါချင်းဘယ်ကူရတာဒီတဲ့နဲ့ဟောကိုရလာဟို မတူညီတဲ့စုံမက်တွေစုံတဲ့အခါမှာအဓိကကတော့ဟိုဒီဇက်ကားရဲ့သဘောတဘာဝကတော့လောဘအတ္တမောဟတွေတိတ်ကြီးတဲ့ခါကြလို့ရှင်စုံတွေ့တဲ့သူတွေကလည်းပူလောင်ကြတယ်ပေါ့လောဘအတ္တတွေဟိုရှော့မယ်ထိမ့်မယ်ဆိုရင်စုံမက်တွေကကောင်းသောစုံမက်တွေဖြစ်မယ်ဆိုတဲ့အဲ့ဒီ message လေးကိုပေးချင်တာပါကျွန်တော်ကကြတော့လေဒီကားထဲမှာကျွန်တော်ဆင်း38ဆင်းပဲပါတာအဲ့ကျွန်တော်ပါတဲ့38ဆင်းအပိုင်းလောက်ကိုပဲတည်တယ်ကျန်တာတော့ကျွန်တော်လည်းမကြည့်ရသေးဘူးခင်ဗျာခလေးတွေမကြခဏပျောက်ဆုံးမှု ကိုကိုကိုတေချောင်းကြစီမှုရိုက်တုံးကအမတ်တရဆိုရင်ဒရိုက်တာအိုက်ကမှာပေါ့နော်သူကတော့တော်တော်တော်ပါတယ်ဟိုကျွန်တော်တို့လူတယောက်ကိုအလကားချီးကျူးတာမျိုးပေါ့နော်သူဘာကြောင့်တော်လဲဆိုဒီကားမှာအစ်စ်တွေအများကြီးပါတယ်ခင်ဗျအဲဟိုပါပေါ့ကျွန်တော်တို့ဒီကင်မရာရှေ့မှာနေသားတကြရက်နေတဲ့သူတွေမဟုတ်ဘဲနဲ့အဲဟိုပါပေါ့ဟိုဘယ်လိုခေါ်မလဲဝါသနာအရလောက်တာတွေရောတကယ်ဟိုမြို့ပညာရောလေးလေးလက်လက်နဲ့လောက်တဲ့အစ်စ်တွေလည်းပါတယ်အဲ့အစ်စ်တွေကို तू ကလေ ဟိုဘာလို့လုံနိုင်လဲဆိုတော့ तू လိုချင်တာကိုရအောင်ဂျူတီစရိတ်တွေအကုန်ကြားခံဂျူတီတွေတက်တာပေါ့နော်ပြောမယ်ဆိုရင်ဟို professional ဥပမာဒီထက်မှဆိုထွန်းထွန်းလို့ဒေါင်းဝေးလို့တင်မှာဆမ်ဝင်းလို့ဆိုလို့တာရှင်သူတို့ဆိုရင် professional တွေအသူတို့တွေဆိုလို့ရှင် once in one ကတက်ပြီးတယ်ဟိုမှာအစ်စ်တွေဆိုလို့ရှင်အကြိုင်းမောင်းရတာပေါ့နော်အဲ့ဒါကို तू လေးပတ်စံအကုန်ခံတယ်ဂျူတီတွေအတက်ခံပြီးမောင်းပြီးတော့ဒီကားလေးကို तू ရအောင်ဂျိုးစားတယ်ပြီးတော့ကျွန်တော်လုပ်တဲ့ item လိုအပ်ချက်ရှိတယ်ဆိုရင်လည်းအဲ့ကျွန်တော်လုပ်ပေးရမယ့် item ကဘယ်လောက်ထိလောက်ရမယ်ဆိုတာကို तू ပြောနိုင်တယ် ဲ့သူပြောတာကိုကျွန်တော်နားလည်အောင်ပြောနိုင်တယ်အဲ့တော့ writer အခမှန်ကတော့တော်တော်တော်တယ်ပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်ဘွားရဲ့အမှတ်တရလေးပါဟုတ်သွားကျင်တဲ့ပန်းနိုင်ကတူတယ်ဆိုတာတော့ချင်းတည်ပါတယ်အချိန်တခုရောက်တဲ့ခါကျရင်အဲ့ဒါကျတော့သူတို့ရဲ့ဟာကိုကျွန်တော်မကြည့်ရဘူးကြာသူတို့အပိုင်းကကျွန်တော်နဲ့မစုံဘူးပေါ့နော်အဲ့လိုဖြစ်နေတာထွန်းထွန်းနဲ့ကျွန်တော်နဲ့အဆုံရှိတယ်ထွန်းမင်းနဲ့တဆင်းမှမစုံဘူးကျွန်တော်အားကြောင့်စကားတူတူကြည့်ပြီးမှရင်ခုန်ကြတာပေါ့နော် CCTV မှတ်တမ်းတွေအားလုံးတော့စစ်ပြီးပါပြီဒါပေမဲ့အကုန်လုံးဖြတ်ခန့်တာတယ် ်ဟုတ်တယ်ခင်ဗျာဒီတဲမှာကျွန်တော် driver ဘယ်လိုစိတ်ကူးပေါက်လဲမသိဘူးကျွန်တော် တောင်းဝေးရတာပေါ့နော်အဲတောင်းဝေးရကျွန်တော်အဖေအဲသူကနောက်အိမ်အောင်ပြုတ်လိုက်တာအဲအဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်ကဘာပြောဒီကသူ့အဖေလို့ခေါ်လိုက်ရတယ်တင်တန်သွားတာပေါ့နော်အာတူဖီကျွန်တော်ဖီကတော့ကျွန်တော်တန်တယ်။ဟောဆိုဒီကောကျွန်တော်ထက်ငါးနှစ်လောက်ငယ်။တူငယ်လား။တူငယ်လား။ အဲ့လိုပဲပြောတော့အဲ့လိုပဲပြောပါဘူးเนาะ အဲသူတို့ကအတန်ဩဇာကောင်းတာဗို့ပြီးတော့ခန္ဓာကိုယ်ကြီးတည်းလေအကြီးကြီးတွေဆိုတော့လေဘယ်လိုခေါ်မလဲဟိုအဖေရုတ်ထွက်တာဗောနော်အဲ့လိုမျိုးကျွန်တော်တို့ကဇွန့်ငယ်ကြီးဗောအဲ့လိုချင်းရတယ်ထွက်တာတော့တော်တော်ကြာပြီဗောနော်အခုပြန်ပြီးတော့မှတက်ခံပြန်ပြီးတော့ပြည်သက်တွေကပြန်ပြီးတော့ကြိုက်လာကြတဲ့ပုံမှာလည်းအရန်ဝမ်းတာတဲ့အချိန်တိုင်းငယ်တဲ့ကျုပ်တို့လည်းဗောနော်ဒီချင်းလေးကလည်းဒါရာသီအချင်းလူမျိုးဖြစ်နေတဲ့ခါကျတော့သူ့ရာသီရောက်တဲ့ခါကျမှပဲဒီချင်းလေးကလည်းပြန်ပြီးတော့အဲတက်ခံပြန်ပြီးအသက်ဝင်ခွင့်ရတာဗောနော်ဆိုတော့ပြည်သက်တွေအားလုံးကအေးနားထောင်ပြီးအမြဲတမ်းအားပေးကြလို့ချမ်းသာကြပါ တို့ဝီကွယ်တဲ့ကျုပ်ခဲ့ဝီကွယ်ဝါဒီကျင်းဆိုတော့ကတော့အဓိကကတော့ကိုကမြန်မာနိုင်ငံမှာနေတဲ့မြန်မာနိုင်ငံသူဖြစ်တယ်အတိုင်းရင်းသူတယောက်လည်းဖြစ်တယ်ပေါ့နော်ဆိုတော့အာဒီတရင်ကျုပ်ဆိုတာကမြန်မာပြည်ရဲ့အဟိုဘယ်လိုခေါ်မလဲဘယ်လိုပြောရမလဲတရင်ကျုပ်ပွဲတော်ပေါ့နော်ပွဲတော်အဲဟိုရိုးရပွဲတော်ဖြစ်တဲ့အခါကျတော့ဒါဟို ငငယ်ကလေးကကိုလည်းတရင်ချွဆွေအရင်ပျော်တယ်လေနော်။ရာဦးတွေဖောက်အဲ့လိုမျိုးရွာရွေးကိုပေါ့လျှောက်သွားတာလည်းအရင်ပျော်တယ်ဆိုတော့အဲ့လိုအမတ်တရလေးလည်းရှိရဲခါကျတော့ဒီမျိုးရိုးရတဲ့ချင်းလေးကိုပြန်ဆူပါတဲ့အပေါ်မှာတော့တခြားဘာမှကိုလိုမျိုးစိတ်မရှိဘူး။ပြန်ပြီးဆူရတဲ့ခါမှာခုံနှောင်းယူရဲပေါ့နော်။ဒီမျိုးမြမရိုးရတဲ့ချင်းလေးကိုပြန်ဆူခွင့်ရတယ်။နောက်ပြီးတော့မြမတန်ဆင်လည်းဖြစ်တဲ့ခါကျတော့ကို့အတွက်လည်း challenge လည်းဖြစ်တယ်ဆိုတော့ပြောပါရစေ။ Look alone, a lot of people, she's a body, some look charming. ီတခြင်းလေးကပထမတစ်ခေါက်တင်ကြရရလဲကျွန်တော်တို့ဟို page ဒီမှာ1 million နီးပါးလောက်ဖြစ်ခဲ့တာဗောနော်ပြီးတော့သမီးစီမှာကတော့ဒီညီမလေးစီမှာတော့ YouTube မှာတော်တော်လေးများရတယ်ဗောပထမတစ်ခေါက်တင်ကြရဒီတခြင်းလေးကိုကျွန်တော်ကစပြီးတော့မှပြန်ဆိုခြင်းတဲ့အခါမှာကျွန်တော်တေးစာခိုင်နှုံးနဲ့တိုင်ပင်တာဗောနော်ဒီတခြင်းလေးဝယ်ခြင်းတယ်ဆိုတော့အဲဝယ်ရမယ့်တေးစာမူရင်းစီကိုလည်းခိုင်နှုံးကဆက်သွင်းပေးတယ်ပြီးတော့ကျွန်တော်ဘယ်သူနဲ့ဆိုရင်ကောင်းလဲဆိုတော့ကျွန်တော်ကဒါနဲ့ဆက်ပြီးတော့ညီမလေးကိုကြည့်တောင်းတော့သူကလည်း လို့ခေါ်မယ်လက်ခံပြီးတော့မှဂျုံယုံကြည်ကြည်နဲ့ကျွန်တော်စူပေးတာပေါ့နော်တကယ်ဆိုတော့အဆူဆိုတော့တပါဆရာကြီးတွေအဲ့ဒါတွဲခေါ်ပြီးတော့စူပေးတဲ့ခါကျတော့မွန်မားနှစ်ယောက်ကလေးကဒီတချင်းလေးကိုနားထောင်နေသူတွေနဝင်ချူတယ်အဲကျွန်တော်ကတန်လေးလည်းချူတယ်လို့လာတဲ့တန်လေးလည်းချူတယ်ဆိုပြီးတော့ဒါအဲ့တချင်းလေးကပြန်ဖြစ်လာတာပေါ့နော်အဲ့အဲ့အပြင်မှာဒါကျွန်တော်တချင်းလေးကောင်းနေတယ်လန်နေပြီးတော့မှအခုဟိုဟိုဟာ ွာကျွတ်ဆိုပြီးတော့မှအဲ့ကလေးနဲ့ဝင်ပြီးတော့ထိုးကြတာပေါ့နော်ဟာဟာကျွတ်လင်မရဘူးအတွေ့လာသူများဘယ်လိုဆိုလဲဟောအဲ့လိုတွေဝိုင်းထိုးတာပေါ့ဟာတာပေါ့နော်သူတို့အဲ့ထိုးတဲ့ဟာလေးတွေနဲ့ကျွန်တော်တို့ဟာတွေကအများကြီးပြန်ပြီးတော့မီလီယံဗျူတွေဖြစ်ပြီးတော့အင်ကန်တွေပြန်ရတာပေါ့နော်အဲ့တော့ဘာပဲပြောပြောဒီချင်းလေးကိုဆိုပြီးတဲ့လာတဲ့ကိုလည်းကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ဟုတ်ဒီကားလေးကဒီဆယ်လပိုင်း73ရက်နေ့မှာ Channel 7ရဲ့ Hit Play ရဲ့မှာပြမှာဖြစ်ပါ တယ်ဒီကားလေးကတမန်ကြည့်နေကြပေါ့နော်ဟိုပုံမှန်မြန်မာလူမျိုးတွေကြည့်နေကြကားလေးနဲ့မတူပဲတမှုခွဲထွက်နေတဲ့ကားလေးပါဒရိုက်တာကမှန်တေချာလေးကိုပင်ပင်မမန်းနဲ့ဖန်တီးထားတဲ့ကားလေးရိုက်ချက်တွေလည်းရန်ကောင်းပါလေဒီကားလေးကိုအားပေးပါအောင်လို့ပြည်သက်ကြီးကိုဖိတ်ခေါ်ပါရစေဗျာ အကိုပြောသလိုပဲဒီကားလေးကထူးခြားတဲ့ကားလေးပေါ့နော်အတူညီတဲ့ culture တစ်ခုအာပေါင်းစည်းထားတဲ့စုံမဆိုတဲ့ကားလေးပါအရင်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်တော့ဒီချင်းထဲမှာအဲဒီ cylinder ထဲမှာလဲပေါ့နော်လက်တင်လက်စုံဝင်ကြည့်ဖြစ်ဆိုထားတဲ့ကြောင့်မလို့အားလုံးပဲအာအပိုစတာပစ်ခေါ်ပေးချင်ပါတယ်ရှင့်ဟုတ်ကဲ့ပါဗျာကျေးဇူးပါဗျာ